上山林，干不得开山路。

ကုတ်ခိုင်မျိုး KIO KIA ရုံးမဝန်ထမ်းနဲ့တပ်ဖွဲ့ဝင်များထွက်ခွာရန် DNAA အင်အားသုံးဖက်ခိုင်ကချင်ပြည်နယ်ကုတ်ခိုင်မျိုးနယ်မုံစည်းဒေသပြင်ခန့်ကြီးရွာနီရွှေတူဖော်မှုကိုဒေသခံများတားမြစ်ရာမှာခိုက်ရန်ဖြစ်ပွားသည့်ဖြစ်စဉ်တွင် ိုကန့်တမတော်ကပြစ်ခတ်ခဲ့၍ဒေတာခန်6ဦးတည်ဆုံးခဲ့သည့်နှင့်ပတ်သက်ပြီးဒေတာခန်များကကိုကန့်တအားဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ဟုဒေတာတည်ရင်းမြစ်ကပြောသည်မက်စလာ9ရက်ကပြစ်ခတ်မှုအတွင်ဒေတာခန်6ဦးတည်ဆုံးက6ဦးတန်ရာရရှိခဲ့ပြီးအခင်းဖြစ်ပွားသည့်ညပိုင်း၌လည်းတည်ဆုံးသူမိသားစုဝင်များနှင့်ဒေတာခန်များက NDAA ရုံးရှိ၌ဆန္ဒထုတ်ဖော်ခဲ့သည့် ထို့ပြင်ယမန်နေ့နှင့်ယနေ့မတ်လ9ရက်တွင်လည်း ANDAA လိုမရှိကြောင်းနှင့်ပြည်သူအားတက်ဖြတ်ခြင်းကို ANDAA တာဝန်ယူမှုရှိစေရေးစာများကဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီးမုံစီဒေတာမှ ANDAA တပ်ဖွဲ့များထွက်ခွာရန်လည်းတောင်းဆိုခဲ့သည်ထို့ပြင် ပြစ်ခတ်မှုအတွင်း ANDAA တပ်ဖွဲ့ဝင်များအုံပြုခဲ့သည့်လက်နက်ကိုလည်းပြည်သူများကတင်စီထားပြီးဆန္ဒထုတ်ဖော်ရ၌ NDAA uniform နဲ့အတူတွဲ၍ဖော်ပြထားသည့်လက်နက်ကပစ်ခတ်မှုဖြစ်ပွားတဲ့နေ့မှာပြည်သူတွေကအဲ့ဒီမှာရုံရင်ဆန်ခတ်ရင်နဲ့တင်စီထားတယ်လို့အဲ့ဒီလောက်ပဲတည်ထားပါတယ်ဟုသတင်းရင်းမြစ်ကပြောသည်ထို့ပြင်ယနေ့ညနေပိုင်းတွင်ကုတ်ไข่မျိုး၌ကချင်လွတ်လပ်ရေးတမတော်နှင့်တအောင်းတမတော်အကြား၌လည်းပြဿနာထပ်မံဖြစ်ပွားနေသည်ဟုသတင်းရင်းမြစ်ကပြောသည့်ဒီကနေ့ညနေ၄နာရီခွဲဝန်းကျင်ကနေကုတ်ไข่မျိုးပြင်မှာတွာလာလှုပ်ရှားနေတဲ့ခေတ္တဖွဲ့ဝင်တွေကို ခလာဘက်ကမျိုးရဲကိုအဝင်မခံဘူးလို့ပြောတယ်ကုတ်ခိုင်ကနေတာမိုးမြဲဘက်အထွက်ရွှေစံပယ်ချောင်းမှာတားဆီးထားတယ်လို့ပြောတယ်ပြီးတော့ကုတ်ခိုင်မြို့ထဲမှာရှိတဲ့ခရဆက်ဆံရေးရုံနဲ့ခရလက်အောက်ခံဒေသကာကွယ်ရေးတပ်ဖွဲ့ရုံကလူတွေကိုနောက်ဘက်ကရုတ်တရုတ်ရောက်ရှိလာပြီးလာမောင်းထုတ်နေတယ်လို့သိရပါတယ်ဟုသတင်းရင်းမြစ်ကပြောသည်အနွားနဲ့ခရရတို့ဒီမဟာမိတ်ချင်းချင်းဖြစ်တော်လဲနေမြေဆိုင်ရာနဲ့ပတ်သက်ပြီး ကုတ်ခိုင်မန်တို့မျိုးနယ်များ၌ပြဿနာများအကြိမ်ကြိမ်ဖြစ်ခဲ့ရာနှစ်ဖက်တပ်ဖွဲ့ဝင်များကြားပြစ်ခတ်မှုမဖြစ်တော့လဲထိုးချိတ်ရိုက်နှက်မှုများရှိခဲ့သည်